ျမတို့ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ရှေဟောင်းအဆောက်အုံများပြင်ရှန်တရုတ်ပညာရှင်များနဲ့ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။မလင်တန်အသင်းရှေဟောင်းအဆောက်အုံတွေကိုပြန်လည်ပြင်ပြင်နိုင်ဖို့အတွက်ရှေဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနကွယ်ညွှန်ကြားရေးမှူးရုံးကမှတရုတ်ပညာရှင်တွေနဲ့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးမှုမှာရှေဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကတရုတ်မြန်မာချစ်ချစ်ရေးအနေနဲ့မန္တလေးနန်းမြို့ရိုးပတ်လေ area ရှိ မြို့ဝင်ပေါသူရဲပြေးသူရဲခိုးပြအိုးပြသက်မီတာအင်ကအပြည့်အစုံပါတဲ့တနေရာကိုပြုပြင်ပေးဖို့ဆွေးနွေးပါတယ်။ဒါအပြင်တံပိုးကြီးမှပြီးအนุလက်ရာရှိတဲ့ရှီဟောင်းအစာအုံတွေကိုပြက်ပုံအတိုင်းထိမ့်သိမ်းပြီးအန်ရီကင်အောင်နဲ့ထပ်မံပြူကြတာတွေမရှိသေးဘူးဆောင်ရွက်ရမယ့်အစီအစဉ်တွေကိုတရုတ်ပညာရှင်တွေအနေနဲ့အကြံပေးစေလို့ကြောင်းဆွေးနွေးခဲ့ပါတယ်။ဒါအပြင်တရုတ်ပြည်သူသမ္မတနိုင်ငံပညာရှင်အဖွဲ့ဟာငလျင်တန်းကျောင်းထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေးဒေသအင်းဝမခရာစကိုင်းအစရှိတဲ့ရှေးဟောင်းအစအုံ29နေရာကိုတွားရောက်လေလာတာတွေဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။